တတိပဋ္ဌာန်ရဲ့ခန္ဓာနာတော့အာ reaction တွေပေါ်လာအ reaction ကိုတိအောင်ချက်ချင်းတိအောင်လုပ်အဲချက်ချင်းတိအောင်လုပ်တဲ့ဆိုရင် negative ဘက်ကိုရောက်မသွားတော့အဲ့ဒီ negative emotion အကြာကြီးမနေတော့အကြာမနေတော့အဲ့ဒီဟာကအာတတိပဋ္ဌာန်ရဲ့အဓိကအာတတိပဋ္ဌာန်ပြည့်တဲ့အဓိကကြီးအဓိက အခြေခံတစ်ခုဘာပဲဖြစ်နေဖြစ်နေအဲ့ဒီ reaction အဲ့ reaction ကိုသူ့အရှိကိုရှိတယ်တိလိုက်အကောင်ဆုံးမှုဝေဖန်တဲ့ reaction ဒါမဆိုးဒီလိုမဖြစ်ဒါဆိုးတယ်ဒါမဖြစ်တယ်လို့ဆိုပြီးတော့အဲ့ဒီအတွေ့လင်းမထားနဲ့ဟာဒါအရန်ကောင်းတယ်ဆိုပြီးတော့လည်းအဲ့လိုသူ့ကို judgmental မဖြစ်နေလို့ပြောတာအင်္ဂလိပ်လိုပြောတာ judgmental မဖြစ်နေအကောင်အဆို အဲ့လို value judgment တော့မလုပ်နိုင်ဘူးပြောတာအဲ့ဒါကသတိပဋ္ဌာန်ရဲ့သတိပဋ္ဌာန်မှာပါတဲ့တတိတရား mindfulness ရဲ့အတိတ်ပဲအဲ့ဒီဟာကိုမြင်လိုက်ရင်ဟောကိုကအားငယ်တဲ့ပုဂ္ဂိုလ်ပါလားဆိုတာကြောက်တဲ့ပုဂ္ဂိုလ်ပါလားဆိုတာကိုမြင်ကြောက်စိတ်ကိုအလိုလက်ခံလိုက်ကြောက်စိတ်ကိုလက်ခံတယ်ကြောက်စိတ်က ကလေးရဲ့စိတ်ကြောက်စိတ်ကိုလက်ခံတဲ့စိတ်ကမိခင်ရဲ့စိတ်မိခင်ရဲ့စိတ်ကြောက်စိတ်ကကလေးရဲ့စိတ်အဲဒီကြောက်စိတ်ကိုနှစ်သိမ့်ပြီးတဲ့ကရုဏာစိတ်ကမိခင်ရဲ့စိတ်အဲ့ဒါဆိုရင်အာနုညာရဲ့စိတ်ကအဲကြံခံရဲ့စိတ်ဖြစ်ပါမယ်